ကျွန်တော်တို့အိမ်မှာမန်ဆီရဲ့နာမည်ကိုစကားနဲ့တောင်ထည့်မပြောကြဘူး။ဘယ်လိုမှအားမမေ့နိုင်ပါဘူး။သူမရအိုင်မက်ခွန်ချေကိုအင်ဂျင်ကနေအားလုံးကိုပြန်လည်ပြောလိုက်ပါရင်ကျွန်တော်တို့အိမ်မှာမန်ဆီဆိုတဲ့နာမည်နဲ့သူ့ရဲ့အကြောင်းကိုစကားနဲ့တောင်ရောင်းလို့ထည့်မပြောကြဘူးလို့ပြောလာခဲ့သူကခွင်းစတာရယ်တို့ရဲ့အမာရင်ဖြစ်တဲ့ကက်တီယာရိုနဲ့တူပါ။ရယ်တို့ရဲ့အမာရင်ဖြစ်သူကိုယ်တိုင်ကမန်ဆီကိုခုလိုမျိုးပြည့်စုံတာပြောခဲ့တာဘာကြောင့်များပါလဲ။ရနေမစီနဲ့ခရစ်စတာရယ်တို့ဟာခုချိန်မှာအသက်၄၀အကျော်အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့တချင်တော့ကတော့ဘောလုံးကမ္ဘာကိုတူတူလွှမ်းမိုးခဲ့ကြတာဆယ်စုနှစ်တစ်ခုကျော်နှစ်ခုနီးပါးရှိခဲ့ပါတယ်။ဒီဇာမနီယောက်စလုံးကိုကမ္ဘာဘောလုံးတိုင်ဝမ်က ကမ္ဘာပေါ်လုံးလောကရဲ့ထာဝရအကောင်းဆုံးကစားမ Greatest of All Time ဂေါ်ဂျီနှမအဖြစ်တည်တည်တို့တဲ့အသိမှတ်ပြုထားခဲ့ကြတာပါဒီကစားမနှုတ်ဟာ2009ခုနှစ်မှာစတင်ပြီးတော့ Red Bull Real Madrid မှာကစားခဲ့ပြီး Messi ကဘာစီလိုနာတင်းတဲ့လူစတင်ချေဆွမ်းပြလာခြင်းမှာသူတို့နှုတ်ရဲ့ပြိုင်ဆိုင်မှုကစတင်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာတော့ဘာစီလိုနာနဲ့ Real Madrid အသင်းတွေရဲ့ El Clasico ထားပြီးအပြိုင်မှုနဲ့အတူ Messi နဲ့ Ronaldo ရဲ့ပြိုင်ဆိုင်မှုအရှင်ဟုန်ကအမြင့်ဆုံးတွေရောက်ခဲ့တာဖြစ်ပါတယ်ဒီကစားမနှုတ်ဟာတူးနဲ့တူပြိုင်ဆိုင်မှုပြင်းထန်ရင်းနဲ့ကမ္ဘာအကောင်းဆုံးကစားမဆုဘော်လုံးရောက်စုကိုလည်း တူရီယန်ကိုရီးယားသိမ်းပိုင်ထားနိုင်ခဲ့ပြီးစနေနေ့ပေါင်းများစွာနဲ့ကမ္ဘာဘောလုံးလောကအလယ်မှာလွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါရင်ဒီလိုမျိုးပြန်ဆန်မှုတွေကြောင့်မန်စီနဲ့ရော်နယ်ဒိုတို့ရဲ့အပြင်ပွတိုက်မှုတွေကတမ်မပရိသတ်တွေကနေဘောလုံးတိုင်ဝမ်တစ်ခုလုံးကိုရိုက်ခတ်နေခဲ့တာအတော်လေးကိုကြားနေခဲ့ပါပြီမန်စီနဲ့ရော်နယ်ဒိုဘသူပိုကောင်းလဲဆိုတဲ့မေးခွန်းဟာအခုချိန်အထိဘောလုံးပရိသတ်တွေကြားထဲမှာငင်းခုန်မှုတွေရှိနေပြီးတချို့နိုင်ငံတွေမှာဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးလူသတ်မှုတော်မှဖြစ်ပွားခဲ့တာပါ ီကစားမနှစ်ယောက်စလုံးကလည်းရှေ့ချိန်မှာ professional ဘောလုံးသမားဘဝနောက်ဆုံးချိန်ကိုရောက်ရှိနေကြတော့မှာပရိသတ်တွေက Manchester United ရဲ့ဆွမ်းဆောင်တွေကိုအတင်းပြိုင်ဆိုင်နေကြပဲဖြစ်ပါတယ်။ဒီလိုပြိုင်ဆိုင်မှုတွေက Real ရဲ့မိသားစုဝင်တွေကိုပါရိုက်ကပ်မှုရှိပုံရပါတယ်။ဒါကြောင့်လည်း Real ရဲ့အမားဖြစ်သူက Manchester အကြောင်းသူတို့အိမ်ရဲ့စကားထဲမှာတော့ထင်မပြောဘူးလို့ဆိုလာခဲ့တာပါ။ Getty Real ပြောတာကကျမတို့အိမ်မှာ Manchester အကြောင်းကိုတရားလူလီမှလေးတန်မှားကြဘူး။အပြင်လောက်ကမှ Queen Charlotte ကို Manchester နဲ့ပတ်သက်ပြီးအမြဲလိုလိုတိုက်ခိုက်နေကြတာလေ။ ကျောင်းမောင်လေးကိုမန်စီနဲ့လိုက်ပြီးနှိုင်းရှင်နေကြတာများပါရင်အပြင်လောကမှာခုလိုနှိုင်းရှင်တိုက်ခိုက်နေတာခွင့်စင်ရတော့အတွက်ဖီးယားနေခက်ခဲကြတဲ့စီပါရင် ဒီတော့ကျွန်တော်အနေနဲ့အိမ်မှာတော့မောင်လေးခွေးစင်ရတော့ကိုလုံးကျုံစိတ်ချမ်းသာအင်းချမ်းတဲ့အခြေအနေလေးဖန်တီးပေးထားတာပါ။သူအပြင်ကိုသွားရင်တော့မယ်စင်းနဲ့ပတ်သက်ပြီးတိုက်ခိုက်တာခံရပေမယ့်အိမ်ထဲမှာတော့သူ့အနေနဲ့မိသားစုနဲ့အတူအင်းချမ်းမင်းအရာရာကိုဖျက်ချော်ဖို့အင်အားရရှိစေချင်ပါတယ်။ဒါကြောင့်ကျွန်မရဲ့အိမ်မှာမယ်စီဆွဲတဲ့နာမည်ကိုဘယ်သူမှထုံမပြောကြဘူးဆိုပြီးတော့အမဖြစ်သူကက်တီယာရိုနယ်ဒိုကပြောလာခဲ့တာဖြစ်ပါတယ်။ရယ်ရဲအမဖြစ်သူပြောလိုပါပဲရယ်ဒိုကိုမုန်းထိကြတဲ့ဟိတ်တာတွေဟာရယ်ဒိုကိုတိုက်ခိုက်ချင်တဲ့အခါမက်ဆီကိုတုံးချပြီးမက်ဆီနဲ့နိုင်ရှင်ကတိုက်ခိုက်လေးရှိပါတယ်အထူးသဖြင့်အခုချိန်မှာရယ်ဒိုတယောက် sorry အားရင်းပြမှာ ဆာရီပရိုလိမှာ NSR အသေးအတွက်ကစားနေစဉ်မက်ဆီနဲ့ပတ်သက်ပြီးအတော်လေးကိုတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်ရက်ဒိုဘဲဘဲကစားကစားပြန်ပြန်ပြိုင်တဲ့နေရာမက်ဆီနဲ့မဲကိုတကွဲလုံးမြီဟင်းနေအောင်အော်လင်းရှိပြီးရန်ဒိုကိုဖိအားပေးလို့ရှိပါတယ်ရက်ဒိုနဲ့ကိုရိုင်းကလည်းမက်ဆီနဲ့ပတ်သက်ပြီးပြန်ဆိုင်လို့စိတ်ပြင်းနေတဲ့ငကိုခံစားချက်ရှိတာကြောင့်အခုလိုမျိုးမက်ဆီနဲ့မဲအော်ခေါ်ပြီးဖိအားပေးခံတဲ့အခါမှာတော့ပြန်ပုံကဒီနေ့ထက်နဲ့ပိုဆွေးရလာခဲ့ပါတယ်ဒါကြောင့်လည်းမက်ဆီနဲ့မဲအော်တဲ့အခါပြိုင်တဲ့တွေကိုမဖွဲမရလုံးမိခဲ့လို့ပွဲပယ်ခံရတဲ့ဖြစ်ပျက်တွေရှိခဲ့ပါတယ် လောကရဲ့ရာသီတုန်းကဆိုရင်အာရှချန်ပီယံလိအိမ်သင်းနဲ့ဒုတိယအကြော်ပွဲစဉ်မှာပယ်မပရိသတ်တွေကမန်စီနာမဲကိုအော်ပြီးရနေဒိုကိုဖိအားပေးခဲ့တာကြောင့်ရနေဒိုခမောင်းအပိုင်ရမယ့်ကိုအန်အသင်းဝယ်လဲချော်ခဲ့ပါတယ်။ဒီအားလဲကြောင့်အန်ဆာအသင်းကအာရှချန်ပီယံလိကနေနှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ပရိသတ်တွေကတော့မန်စီတာဆိုရင်ဒီလိုခွင်းမျိုးကိုရနေဒိုလိုလဲချော်မှာမဟုတ်ဘူးဆိုပြီးတော့ဆက်တိုက်တိုက်ခဲ့လျက်ရှိနေပါတယ်။ဒါကြောင့်လဲရနေဒိုရဲ့အမားဖြစ်သူကမန်စီကိုနိုင်ငံမုန်တီနေပုံရပြီးမန်စီရဲ့နာမည်ကိုအိမ်မှာရောင်းလို့တော့မပြောဘူးလို့ခက်ပြက်ပြက်ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ကာကံရှင်ဖြစ်တဲ့မန်စီနဲ့ရော်နယ်ဒိုတို့ကတော့တူးနဲ့တူးအမောအကာသားတွေမရှိဘူးလို့ဆိုပါရင်ရော်ဒိုကမန်စီနဲ့ဆက်ဆံရေးပေါ်ကျွန်တော်တို့ကတကယ်ချင်းလုံးရင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးမရှိပေမဲ့တူးနဲ့တူးလေးစားမှုအပြည့်ရှိကြပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုခဲ့ဘူးလားဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကတော့ပါနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ